ာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်ရဲ့အသွေအသွေကကင်းဝင်ပြီးကိုယ်စိတ်နှစ်ပါးလုံးကျုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျွန်မတော့ချူပါ။ဒီနေ့ April 18ရက်တောက်ကြနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့အမျိုးသားညီညွတ်ရေးအစိုးရ17မြင်းဆောင်2025အစိုးရအဖွဲ့အစည်းအဝေးပြုလုပ်ခဲ့တဲ့သတင်း ပြောင်စုဝင်ကြီးချုပ်မန်ဝင်းခိုင်သက်နဲ့အာဆီယံအလှည့်ကျဥက္ကဋ္ဌမလေးရှားဝင်ကြီးချုပ်အန်ဝါအီဘရာဟင်တို့တွေ့ဆုံဆွေးနွေးခဲ့တဲ့တဲ့မြန်မာနိုင်ငံတရက်နေ့ရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တက်ကြီးပူဇော်ပွဲပြုလုပ်ခဲ့တဲ့တဲ့ BBLA နဲ့အတူလက်တွဲပြီးတော့ဆေးရနာရှင်အမြင့်ပြတ်ချိန်မုံရေးတိုက်ပွဲများပေါ်ဆောင်သွားရင်အသိရှိရလို့မန္တလေး PDF ကတဝင်လွှာပို့လိုက်တဲ့တဲ့ အကျန်းဖက်စစ်ကောင်စီကစင်ကူးမြို့နယ်ကိုလေကြောင်းနဲ့ဖုံးကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူတအူးသေးဆုံးပြီးလေဦးထံရရခဲ့တဲ့သတင်းနဲ့ဒီနေ့အတွက်မြန်မာနိုင်ငံတွင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်တော်လန်ရေးဆန္ဒပြလူထုတပိတ်သတင်းတွေပဲဖြစ်ပါတယ်။ပထမအဆိုတိဆက်ပေးမှာကတော့အမျိုးသားညီညွတ်ရေးအစိုးရ17မြင်းဆောင်2025အစိုးရအဖွဲ့အစည်းအဝေးပြုလုပ်ခဲ့တဲ့ သတင်းဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့17မေဆောင်2025အစိုးရအဖွဲ့အစည်းအဝေးကိုဧပြီလ15ရက်နေ့မနက်စင်ပိုင်းမှာပြုလုပ်ခဲ့ကြပါတယ်။အစည်းအဝေးကိုယာယီသမ္မတဒူဝါလက်ရှိလာပြောင်စုဝင်ကြီးချုပ်မန်းဝင်းခိုင်တန်းအပါအဝင်ပြောင်စုဝင်ကြီးတွေဒူးဝင်ကြီးတွေတက်ရောက်ခဲ့ကြပါတယ်။အစည်းအဝေးမှာယာယီသမ္မတဒူဝါလက်ရှိလာကအဖွဲ့မိကုံပြောကြားခဲ့ပြီးနောက်ပြောင်စုဝင်ကြီးချုပ်ကမိကုံပြောကြားခဲ့ပါတယ်။ နိုင်ငံတော်ယာယီသမ္မတကအသွင်ကူးပြောင်းရေးကာလအစိုးရတစ်တရက်ကိုကျွန်တော်တို့ရှေ့တိုးဖော်ဆောင်ကြဖို့ဖြစ်ပါတယ်။အခုဆိုရင်အကြံဖက်စစ်ကောင်စီအနေနဲ့အထွေထွေရွေးကောက်ပွဲအတွက်ပြင်ဆင်စိုက်ပျက်မှုတွေရှိလာတာကိုလည်းတွေ့ရပါတယ်။ကျွန်တော်တို့တော်လိုင်းအင်အားစုတွေအနေနဲ့အတူအောင်ရွေးကောက်ပွဲဆန့်ကျင်ရင်နိုင်ငံရေးလှုပ်ရှားမှုတက်တက်လောက်နဲ့တင်းတင်းရောက်ရဲနေလို့မရဘူးလို့ပြောချင်ပါတယ်။ဒီထက်ကျယ်ပြန့်တဲ့နိုင်ငံရေးတုံ့ပြန်မှုတွေကိုလုံနိုင်ဖို့လိုပါတယ်။ စစ်ကောင်စီအနေနဲ့ရွေးကောက်ပွဲကိုအသွင်တံရံပြဖော်ဆောင်နေတာဖြစ်ပေမဲ့ကျွန်တော်တို့ကလက်တွေ့ကျကျလက်ဦးမှုရယူပြီးလုံတင်လုံထိုက်တဲ့နိုင်ငံရေးအသွင်ပြတရက်ကိုကြိုးစင်ဖော်ဆောင်ထားဖို့လိုပါတယ်။အဲ့ဒီတော့အသွင်ကူးပြောင်းရေးဆိုင်ရာအစိုးရအသစ်တရက်ကိုကြိုးတင်ဖော်ဆောင်ထားနိုင်ဖို့လိုတယ်လို့ယူဆပါတယ်။ကျွန်တော်တို့အနေနဲ့ရေရှည်ကိုကြည့်ဖို့ကြဲကြဲပြပြကြည့်ဖို့သဘောထားကြည်ကြည်ရှုမြင်ကြဖို့အလေးနဲ့တိုက်တွန်းချင်ပါတယ်။ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအနေနဲ့ သမိုင်းသင်ငန်းစာတွေကိုရယူဖို့လည်းလိုပါတယ်။ကျွန်တော်တို့ဟာကောက်ယိုးမိမဟုတ်ဘူး။နှွေဦးတော်လည်းရေးကလည်းရာသီချိန်ကျလို့ပေါ်လာတဲ့တော်လည်းရေးလှိုင်းလို့မဟုတ်ပါဘူး။နိုင်ငံရဲ့လူအဖွဲ့အစည်းတွေကဝေးဖွာတန့်စင်လာတဲ့အနာဂတ်သစ်ဖြစ်တဲ့သွေးသစ် ဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့အရွယ်လိုက်ကြီးပြင်းလာတဲ့တော်လန်ရေးကိုတော်လန်ရေးလာမြောက်အောင်ထပ်မံချဲ့ထွင်တိစောက်ဖို့လိုပါတယ်လို့ပြောကြားခဲ့ပါတယ်။ ဒါပြင်နှစ်ဟောင်းကုန်ပြီးလာမယ့်နှစ်သစ်မှာပြည်သူလူထုတရက်လုံးအနေနဲ့စိတ်မောလူမောတာတွေအမြန်ဆုံးပြေပြောင်းနိုင်ဖို့ပြည်သူတရက်လုံးရဲ့နွမ်းနယ်မှုတွေအာသစ်လန်းဆန်းစေဖို့ကျွန်တော်စုမုံကောင်းတောင်းပေးပါတယ်ပြည်သူတရက်လုံးရဲ့ရင်ထဲကအပူမီးတွေကြောင်းကြတော့ကမီးတွေဟာကြံ့ရင်ရင်နဲ့အတူအင်းငိမ့်ချင်းအတိနဲ့ရှင်သန်လျှောက်လန်းနိုင်ကြပါစေကျွန်တော်တို့မြို့သားညီညွတ်ရေးအစိုးရအနေနဲ့လည်း နှစ်သက်နေအတူပြည်သူလူထုရဲ့အားကိုးထိုက်သောယုံကြည်ထိုက်သောလေးစားထိုက်သောပြည်သူအစိုးရတရက်ဖြစ်အောင်ဆက်လက်စ조사သွားပါမယ်ဖြစ်ကြောင်းခတိပေးပြောကြားခဲ့ပါတယ်။ပြောင်စုဝင်ကြီးချုပ်မန်းဝင်းခိုင်တန်းကနှစ်သက်တစ်ခုကိုကူပြောင်းနေတဲ့ဒီလိုအချိန်ခါမှာပုံမှန်အားဖြင့်ဆိုရင်တော့ကျွန်တော်တို့ပြည်သူတွေပျော်ရွှင်နေကြရတဲ့အခါသမယဖြစ်ပါတယ်။ ဒါပေမဲ့လည်းလူကပြုလုပ်တဲ့ဘေးဒုက္ခနဲ့သဘာဝကြောင့်ဖြစ်ရတဲ့ဘေးဒုက္ခကိုတပြိုင်နက်ခံစားနေရခြင်းမို့တကယ်ကိုဝမ်းနည်းကြေကွဲစွာဖြတ်သန်းနေရတဲ့အချိန်လေးဖြစ်ပါတယ်။ဒါကြောင့်ဒီလိုနှစ်သက်ကိုအချိန်ခါမျိုးမှာဘေးဒုက္ခအမျိုးမျိုးကြုံနေကြရတဲ့ပြည်သူတွေဘေးဒုက္ခအပေါင်းမှာအမြန်ဆုံးတတ်တာစီပြီးကျွန်တော်တို့ရဲ့နောက်မျိုးဆက်အသီးသီးတွေပိုမိုကောင်းမွန်တဲ့ဘဝမျိုးတွေရရှိနိုင်အောင်ကျွန်တော်တို့အနေနဲ့မရင်းမရိုင်းတဲ့စိတ်ဓာတ်နဲ့ တော်လှန်ရေးအောင်ပွဲအဆုံးသတ်ထိကြိုးပမ်းအားထုတ်သွားမယ်လို့ကတိပြုပြောကြပါတယ်။ဆက်လက်ပြီးတော့ကျွန်တော်တို့နိုင်ငံမှာနောက်ခံအခြေအနေအမျိုးမျိုးနဲ့တော်လှန်ရေးအင်အားစုတွေအင်တန်များပြတာမို့လို့ဒီအင်အားစုတွေအစုအဖွဲ့တွေနဲ့တည်တည်ချက်ချာတိုင်မင်းဆွေးနွေးခိုင်မာတဲ့အစီအမံတွေအမြန်ဆုံးချမှတ်ကြမယ်အချိန်ဖြစ်ပါတယ်။ ဒါဟာဝင်ကြီးဌာနတစ်ခုဝင်ကြီးတဦးတယောက်ရဲ့တာဝန်မဟုတ်ပဲကျွန်တော်တို့အားလုံးရဲ့တာဝန်ဖြစ်တာကြောင့်အစိုးရအဖွဲ့ဝင်တွေအနေနဲ့ရှေ့ထွက်အကောင့်ထဲပေါ်သူတွေကပေါ်ရမှာဖြစ်တယ်လို့နောက်ွယ်ကကောင်းမွန်တဲ့အကြံတွေတွေပေးရင်ကုညီထောက်ပံ့ပေးရမယ့်သူတွေကလည်းကုညီထောက်ပံ့ရင်းနဲ့နိုင်ငံရေးအရာဆွေးနွေးမှုတွေမှာအမြန်ဆုံးထိရောက်မှုရှိအောင်အောင်မြင်အောင်ဝိုင်းဝန်းကြိုးပမ်းကြဖို့တိုက်တွန်းလိုပါတယ်လို့ပြည်အောင်စုဝင်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။ ဒါအပြင်ပြည်သူအားနဲ့သွားနေတဲ့တော်လဲဖြစ်တာကြောင့်စဉ်းစားမှုတိုင်းမှာပြည်သူဆန္ဒကိုအခြေပြုတဲ့စဉ်းစားချက်မျိုးဖြစ်ဖို့လိုအပ်ပြီးဖြစ်နိုင်ခြင်းအရှိဆုံးကိစ္စမျိုးလည်းဖြစ်အောင်စ조사ပြီးလှုပ်ဆောင်သွားကြဖို့လိုအပ်ကြောင်းလည်းပြည်အောင်စုဝင်ကြီးချုပ်ကတိုက်တွန်းပြောကြားခဲ့ပါတယ်။အစည်းအဝေးမှာပြည်အောင်စုဝင်ကြီးဒုဝင်ကြီးများကတင်ပြဆွေးနွေးကပြည်အောင်စုဝင်ကြီးချုပ်ကတင်ပြလာသည့်များကိုလည်းပြန်လည်ရှင်းလင်းဆွေးနွေးပြီးယာယီသမရာကညီကုန်းအချုပ်အမှားစကားပြောကြတာအစည်းအဝေးကိုရှုတ်သိမ်းခဲ့ပါတယ်ရှင်။ ဆက်လက်ပြီးတော့ပြည်အောင်စုဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းနဲ့အာဆီယံအလှည့်ကျဥက္ကဋ္ဌမလေးရှားဝင်ကြီးချုပ် NY Ibrahim တို့တွေ့ဆုံဆွေးနွေးခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရပြည်အောင်စုဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းနဲ့အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တာဝန်ယူထားသူမလေးရှားနိုင်ငံဝင်ကြီးချုပ် NY Ibrahim တို့ဒီနေ့မနက်မှာတယ်လီကွန်ဖရင့်ကတက်ဆင့်တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါတွေ့ဆုံမှုမှာအာဆီယံဥက္ကဋ္ဌနဲ့တကွာအာဆီယံအဖွဲ့ဝင်နိုင်ငံများနဲ့ဆက်ဆက်ရေးတိုးမြင့်ဆက်သွယ်ဆောင်ရွက်နိုင်ရေးအပအဝင်မြန်မာပြည်သူများထံသို့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများထိရောက်စွာပေးပို့ဖြန့်ဝေနိုင်ရေးတို့နဲ့ဆက်လင်းတဲ့ကိစ္စရပ်များကိုရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကသတင်းထုတ်ပြန်ထားပါတယ်။အဆိုပါတွေ့ဆုံပွဲကိုပြည်အောင်စုဝင်းကြီးချုပ်မန်းဝေခိုင်တန်နိုင်ငံခြားရေးဝင်ကြီးဌာနပြည်အောင်စုဝင်းကြီးဒေါ်စင်မာအောင် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတဲ့ကိုယ်စားလှယ်ဦးကျော်မိုးထွန်းနဲ့ဝင်ကြီးချုပ်ရုံအမြဲတဲ့အတွင်းဝင်ဒေါ်ကြည်ပြတို့တက်ရောက်ခဲ့တယ်လို့သိရပါတယ်ရှင်။အခုဆက်လက်ပြီးတော့မြန်မာနှစ်ဆန်းတရက်နေ့ရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တကြီးပူဇော်ပွဲပြုလုပ်ခဲ့တဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်။မြန်မာနှစ်ဆန်းတရက်နေ့မှာရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကာဖာကတကြီးပူဇော်ပွဲပြုလုပ်ခဲ့တယ်လို့ပါကာဖာအတန်းကသိရပါဗျ။ 1389ခုနှစ်မြန်မာတက္ကရာ23ရက်နေ့မှာရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖာမှຫນွေဦးတော်လည်ရင်အတွင်း၄ချိန်မြောက်တက်ကြီးပူဇော်ပွဲပြုလုပ်ပြီးရောကုသိုလ်ယူခဲ့တာဖြစ်ပါတယ်။ တော်လိုင်းအင်အားစုတွေဘက်ကပြည်သူတွေဘေးဒုက္ခတွေနဲ့ရင်ဆိုင်နေရတာမို့လို့အပြစ်ရဆဲထားတော့လဲအကျန်းဖက်စစ်ကောင်စီဘက်ကတော့ငလျင်ပေးတဲ့ပြည်သူတွေကိုနိုင်ငံတကာကလှူဒန်းငွေနဲ့စည်ရေးပြည့်မဲ့မဟုတ်တဲ့ကျေးရွာတွေကိုပုံမဖုံးကျဲလာတယ်လို့စည်ရေးတည်ရင်းမြစ်တွေကနေပြောပါတယ်။ ဧပြီ18ရက်နစ်ဆန်တရက်နေ့ညပိုင်းမှာအကျန်းဖတ်စစ်ကောင်စီကမန္တလေးတိုင်းစင်ကူးမြို့နယ်နတ်တောင်ရွာကိုအကျန်းဖတ်စစ်ကောင်စီကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အသက်50နှစ်အရွယ်ဒေါ်မိုးပွဲစင်ပြီးတေဆုံးခဲ့ပြီးတော့ပြည်သူလေးဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြည်ဦးရေခရိုင်ပကဖကပြောပါတယ်ရှင် ထပ်မံပြီးတင်ဆက်ပေးမှာကတော့ BPLA နဲ့အတူလက်တွဲပြီးဆေးအာဏာရှင်အမြင့်ပြတ်ချိန်မုံရေးတိုက်ပွဲများပေါ်ဆောင်သွားရဲ့အသိရှိရလို့မန္တလေး PDF သဝင်လွာပို့လိုက်တဲ့သတင်းဖြစ်ပါတယ်။ဗမာပြည်သူလူမျိုးရေးတက်တော် BPLA နဲ့အတူလက်တွဲပူးပေါင်းပြီးဆေးအာဏာရှင်အမြင့်ပြတ်ချိန်မုံရေးနဲ့ Federal Democracy ရရှိရေးတိုက်ပွဲများကိုပေါ်ဆောင်သွားရဲ့အသိရှိရလို့ပြည်သူကာကွယ်ရေးတက်မတော်မန္တလေး PDF ကသဝင်လွာပေးပို့လိုက်ပါတယ်။ ဧပြီ18ရက်နေ့မှာကြာရောက်တဲ့ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BBL တက်တီတောင်ကျေး၄နှစ်ပြည့်အခမ်းအနားကိုပေးပို့တဲ့ဂုံပြူတဝင်းလွှာမှာအခုလိုဖော်ပြလိုက်တာပါပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးအနေဖြင့်ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BBL နဲ့အတူလက်တွဲပူးပေါင်းပြီးဆက်အာဏာရှင်အမြင့်ပြည့်ချိန်မွေးနဲ့ Federal Democracy ရရှိရေးတိုက်ပွဲများကိုဖော်ဆောင်သွားရဲ့အသိရှိပါကြောင်းနဲ့ ဗမာပြည်သူလူမျိုးရေးတက်တော်ရဲ့ယခုကြာရောက်တဲ့တက်မွေးနေ့မှသည်တက်ဖွဲ့ရဲ့စစ်ရေးနိုင်ငံရေးဟိမန်းချက်များအမြန်ဆုံးပေါ့မြောက်အောင်မြင်စေရန်ဆုမွန်ပြုပါကြောင်းဤသဝင်လွာအားဂုဏ်ယူစွာဖြင့်ပေးပို့အပ်ပါတယ်လို့ဖော်ပြထားတာပါဗမာပြည်သူလူမျိုးရေးတက်တော် BBLA က ဆရာနာရှင်အမြင့်ပြတ်ချိန်မုံရင်းနဲ့ Federal Democracy ရရှိရေးအတွက်တိုက်ပွဲမှာရှေ့ဆုံးတက်မှရွရွချွချွတိုက်ပွဲဝင်နေတဲ့တိုက်ရိုက်ဆွေးပြေဝသောခိုင်မာစနစ်ကြသောတပ်တော်ဖြစ်တာကိုပြည်သူကာကွယ်ရေးတပ်မတော်မန္တလေးမှလေးလေးနက်နက်အသိပြုမှတ်တမ်းယူရဲလို့လည်းဖော်ပြထားပါတယ်။ BBLA စတင်မွေးဖွားရာမြန်မာနိုင်ငံတောင်ပိုင်းကရင်ပြည်နယ်မှာသာမက ရှမ်းမြောက်ဒေသနဲ့အညာဒေသများအထိပါစစ်မျက်နှာတိုးချဲ့ဖွင့်လှစ်လာနိုင်ခြင်းက နှွေဦးတော်လည်းရင်အတွက်နွန်စွာအရေးပါသောကောင်းမွန်တဲ့ခွန်အားတစ်ခုဖြစ်တာကိုယုံကြည်တယ်လို့လည်းတဝင်းလွှာမှာဖော်ပြထားပါဗျ။ဒါပြေဗမာပြည်သူလူမျိုးရေးတက်တော် BBL ရဲ့၄နှစ်တာခရီးကြမ်းအတွင်းအသက်သွေးချွေးနဲ့ကိုလက်အင်္ဂါများဆွန့်လွတ်ပေးဆက်ခဲ့ရတဲ့စစ်တေအပေါင်းဟာအမန္တလေး PDF မှအစဉ်ဥညွတ်ဂုံပြုတ်အပ်တယ်လို့လည်းဖော်ပြထားပါတယ်ရှင်။ အခုတခါမှာတော့အကြက်ဖက်စစ်ကောင်စီကစင့်ကူးမြို့နယ်ကိုလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူတဦးသေဆုံးပြီး၄ဦးဒဏ်ရာရခဲ့တဲ့သတင်းကိုပြောပြပါမယ်။မန္တလေးတိုင်းတပိတ်ချင်းခရိုင်စင့်ကူးမြို့နယ်နတ်တောင်ကျေးရွာအနီးကို April 18ရက်နေ့မြန်မာနှစ်ဆန်း၁ရက်နေ့ည8:55မိနစ်မှာအကြက်ဖက်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ပြည်ဦးလွေခရိုင်ပါကဖထံမှသိရပါဗျ။ အကျန်းဖက်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အသက်50နှစ်အရွယ်အမျိုးသမီးတဦးသေဆုံးပြီးပြည်သူ၄ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။တော်လိုင်းတက်တွေကငလင်ပေးကြောင့်အပြစ်ရစဲကြောင့်ပြင်ညာချက်တွေထုတ်ပြန်ထားကြတဲ့အချိန်မှာအကျန်းဖက်စစ်ကောင်စီကတော့ပြည်သူတွေကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာအပောင်ဝင်စစ်ကြောင်းထိုးတာတွေကိုပါပြုလုပ်နေတာပါ။ ပြည်သူတွေအနေနဲ့အကြက်ဖက်စစ်ကောင်စီရဲ့ဝေးရမှာနေထိုင်ကြဖို့နဲ့လေချောင်းရံကာကွယ်နိုင်ဖို့ဘုံခုချင်းတွေတူထားကြဖို့လည်းတတိပေးထုတ်ပြန်ထားပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့ကတော့မြန်မာနိုင်ငံတွင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်အမြင့်ပြည့်ချိန်မုံရင်လူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်။ ရင်းမဲ့ပြည်မြို့နယ်မှာအောင်လံလွှင့်မီထောင်းသွင်းနေတဲ့ပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လံလွှင့်မီထောင်းသွင်းနေတဲ့ပိတ်စစ်ကြောင်းနဲ့ Don't Support မြန်မာဂျန်တာဆိုတဲ့စာသားကိုကင်ဆွယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရမပင်မြို့နယ်မှာအောင်လံလွှင့်မြီရွှေကြီးတပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လံလွှင့်မြည်ရွှေကြီးတပိတ်စစ်ကြောင်းဆိုတဲ့စာသားတွေကိုကင်ဆွဲပြီးအကြက်ဖက်စစ်တပ်ကြာရှောင်းရေးခေကျွေးမှုတွေပြုလုပ်ခဲ့ကြတာပါရှင်။ဒါကတော့ April 18ရက်သတင်းတွေနဲ့လူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။